ြားလေးအချစ်တိုးလေးဖြစ်စေဖို့အိမ်တော်ရဲ့ဒုက္ခပြေဝစေနိုင်မဲ့နီလန်းကောင်းတွေကိုတင်ဆက်ပေးခြင်းပါလေကိုချစ်သူနဲ့တွဲလာတာရက်ပေါင်း30မကလို့နှစ်ပေါင်း30ပဲဖြစ်နေပါစေချစ်ချင်းမြတ်တာနဲ့ကာမကိစ္စမှာယူမသွားဘူးဆိုတာအရေးကြီးပါတယ်အိမ်တော်ရဲ့ဒုက္ခပြေဝတဲ့စုံတွဲတွေဟာတခြားစုံတွဲတွေထက်တယောက်ပေါ်တယောက်ပုံပြီးတန်ရော့စဉ်တွေကနားလည်မှုချစ်ချင်းမြတ်တာပိုပေးနိုင်တယ်လို့ဘဝမှာလည်းအောင်မြင်မှုပုံရနိုင်တယ်ဆိုတာလေ့လာတွေ့ရှိရပါတယ် ်အဲ့ဒီတော့ချစ်ကာဇအချိန်မှာစုံတွဲတွေကလိန်ဆက်ဆံဖို့အတွက်ကိုအချိန်ပေးသလောက်အိမ်အောင်တတန်းကြာလာတဲ့နဲ့အမျှဒီလိန်စိတ်ဆန္ဒတွေပျောက်ကွယ်မသွားစေဖို့ထိမ့်သိမ်းရမှာကတော့စုံတွဲနှစ်ဦးလုံးမှတာဝန်ရှိပါတယ်ဒီစီစဉ်မှာတော့အိမ်အောင်ပြုတ်ကလေးကကာမတုခအပြည့်ဝမရဘူးဆိုတော့စုံတွဲတွေညာကာဇမှာတော့အကောင်းအချိန်ကြာလာတော့မှတယောက်ပေါ်တယောက်စိတ်မပါတော့သလိုဖြစ်နေတယ်ဆိုတော့စုံတွဲတွေအတွက်အစဉ်ပြေစေဖို့ရည်ရွယ်ပြီးလိန်ကျမ်းမာရေးဘုဒ္ဓတရားတွေကိုဝေမျှပေးခြင်းပါတယ် အိမ်တော်ရဲ့ဒုက္ခအမြဲပြေဝနေစေဖို့ဘာလို့သင်တယ်လဲ။နံပါတ်၁တယောက်မှရှိတဲ့ပြဿနာတွေကိုရင်ဖွင့်တိုင်ပင်ပါ။လူတော်များများလုံတတ်ကြတဲ့အမှားကကိုယ်မှာပြဿနာတစ်ခုခုရှိလာပြီးဆိုရင်ဘယ်သူကမှမတိုင်ပင်ပဲတိတ်တိတ်လေးကြိတ်ပြီးမြိုသိမ့်လိုက်တာဖုံးကွယ်လိုက်တာခံစားနေတာမျိုးဖြစ်ပါလေ။ကိုချင်းတို့တစ်ဘွားလုံးစာလက်တွဲဖို့ယူထားတဲ့ဒုတိယကိုကိုယ်မှာရှိတဲ့ပြဿနာတွေမပြောလို့ဘယ်သူကလာပြောမလဲ။ပြန်စင်စားကြည့်ပါ။လိမ့်မှုကိစ္စမှာလည်းဒီလိုပဲဖြစ်ပါလေ။ ်လူသားတွေမှာတုံ့လွတ်မြန်နေသလားအရွယ်သိသိလိုခံစားနေရသလားကာမစွမ်းဆောင်ကြီးမှာစိတ်ကျဉ်တ်စရာကောင်းရလားကောင်းကောင်းထောင်မနိုင်သေးလားစာလာတွေကိုပြောပြလို့ရတယ်လို့အမျိုးသမီးတွေမှာလည်းဘယ်လိုအနေထားမျိုးကကိုယ့်အတွက်အဆင်မပြေဘူးလဲဘယ်အနေထားကတော့ကိုယ်တိုင်ပြီးမြောက်ဖို့လွယ်ကူလဲငါကျင်မှုတွေခံစားနေသေးလားလိင်စိတ်ဆန္ဒနည်းနေသလားစတဲ့ပြဿနာတွေကိုရင်ဖွင့်လို့ရပါတယ်တယောက်မှရှိတဲ့ခက်ခဲတွေကိုဖွင့်ပြောပါမှပြဿနာကိုရှောင်ပြေးတာတဲ့ နှစ်ဦးသားအတူချင်းဆိုင်ပြီးဖြည့်ရှင်းလို့ရမှာဖြစ်ပါတယ်။နံပါတ်1ပွန့်ပွန့်လင်းလင်းရှိပါစိတ်ထဲဘာဖြစ်ခြင်းလဲဘာကြိုက်လဲဘာမကြိုက်ဘူးလဲပွန့်ပွန့်လင်းလင်းပြောပါလင်းရမရရဲ့အထမြောက်လို့အတူတောင်းအိပ်ပြီးနေပြီးဒီနေရာမှာရှက်နေတော့ဘာထူးလို့မလဲတခုခုဆိုရင် ရှက်နေရတာကြောက်နေရတာပြောလိုက်လို့စိတ်ဆိုးတော့မလားဆိုတဲ့အတွေးတွေကိုခေါင်းထဲကထုတ်ပြပါစိတ်ထဲရှိတဲ့နိုင်ကိုကိုဖြစ်ခြင်းတဲ့ဆန္ဒတွေကိုပွန့်ပွန့်လင်းလင်းပြောပြပါ ယုံစီမျိုးစီလုံမနေပါနဲ့စိတ်ထဲမကျေနပ်တာစိတ်အလိုမကျတာရှိရင်လည်းထုတ်ပြောပါနမတုကိုလည်းနဲ့အာသာဖြေတဲ့ဆိုတာမှားရွံ့တဲ့အလို့မဟုတ်ပါဘူးတချို့လူယူဆထားကြတဲ့အလွဲတစ်ခုကတော့အိမ်အောင်ပြူပြီးသွားပြီးဆိုရင်ကိုလည်းနဲ့ကိုအာသာမဖြေတဲ့တော့ဘူးဆိုတဲ့ကိစ္စဖြစ်ပါလေတကယ်ကဘာမှမဆိုင်ပါဘူးလူပြိုလူလွတ်ဘဝမှာဖြစ်ဖြစ်အိမ်အောင်ရှင်ဘဝရောက်နေပြီဖြစ်စေလက်နဲ့အာသာဖြေတဲ့ဆိုတာပုံမှန်ကိစ္စတစ်ခုပဲဖြစ်ပါလေအထူးသဖြင့် တုံ့လှုံမြန်တက်တဲ့ပူရိသားတွေအတွက်ဆိုရင်လိင်ဆက်ဆန်ခြင်းမပြုခင်နှစ်နာရီချာပြီးအာသာဖြေထားတဲ့အခါတုံ့လှုံမမြန်စေဖို့ပိုထိန်နိုင်ပါတယ်။အမျိုးသမီးတွေဆိုရင်လည်းကိုယ့်ရဲ့ကိုယ်ခန္ဓာစိတ်ပိုင်းတွေကိုပွတ်တပ်ပေးခြင်းအပြင်ဘယ်နေရာကခံစားသိရှိနိုင်မှုပိုကောင်းတယ်လဲ။ဘယ်နေရာကတော့ကိုယ့်အတွက်ဆန္ဒပြင်းပြမှုကိုဖြစ်ပေါ်စေနိုင်လဲဆိုတာလေ့လာလို့ရပါတယ်။နံပါတ်၄ထိုးသွင်းဆက်ဆံဖို့မလိုပါနဲ့။လင်းဆက်ဆံကြရဲဆိုတာထိုးသွင်းဆက်ဆံလိုက်ယုံစိတ်ဆန္ဒအထွတ်ထိပ်ရောက်ယုံနဲ့ပြီးသွားတာမျိုးမဟုတ်ပါဘူး ကိုယ်အတွက်ရောကိုယ့်ရဲ့အိမ်တော်ဖက်တော်ကိုပါလိင်ဆက်ဆန်တဲ့အခါတာယာမှုခံစားမှုယတမျိုးစုံကိုပေးစွမ်းနိုင်ဖို့လိုပါတယ်။ဒါကြောင့်တခုဆိုအတင်းထိုးသွင်းဆက်ဆန်တာမျိုးမလုပ်ပါနဲ့။ပွေးဖက်နန်းရှုပ်တာအသားကိုယူယူရရထိတွေ့တာလိင်အာသာဖြစ်အယုတ်တွေအသုံးပြုတာမျိုးလုပ်ပေးလို့ရပါတယ်။နံပါတ်5အနန်ဇိုကင်းပြီးတန်ရှင်းနေဖို့ဂယူဆိုင်ပါ။ဘလောက်ပဲချစ်လို့ယူထားတာဖြစ်ပါစေတခုရေတန်ရှင်းမှုကိုတော့မေ့ထားလို့မဖြစ်ပါဘူး။ဒါကြောင့် လင်းဆက်ဆန်းခြင်းပြုတ်ဒီဖြစ်စေမပြုတ်ဒီဖြစ်စေတနေ့ကိုရေနှစ်ကြိမ်လောက်ချိုးပေးပါလင်းကားပေါင်ချံတင်ပါနေရာတွေကို ရေချိုးပြီးတိုင်းရေချောက်အောင်တို့ပါချွေးနှက်အငိနှက်အရန်အပြင်းစီဖို့ဂယူဆိုင်ပါကိုသိညာလေးမှုေးနေတဲ့အခါပင်ပန်းနေတဲ့ကိုယ်အိမ်တော်ဘက်တောင်လင်းဆက်ဆန်းဖို့စိတ်အားထက်သန်လာမှာဖြစ်ပါတယ်ဒါအပြင်ပစံတဲ့လင်းဆက်ဆန်းနှိုးဆွတဲ့အခါမှာလည်းအနန်ဆိုးကင်ပြီးတန်ရှင်းနေမှုကလွန်စွာအရေးပါပါတယ်နံပါတ်6ကိုပြီးပြီးရောမလုပ်ပါနဲ့ ဒါကတော့ယောက်ျားအများစုလုတ်တက်ကြတဲ့ကိစ္စဖြစ်ပါတယ်။ကိုကစာနာပြီးသွားလို့တို့လို့ပြီးသွားပြီဆိုတာနဲ့ကို့အမျိုးသမီးကစိတ်ပါနေသေးလား။သူကိုယ်တိုင်ရောလိမ့်စိတ်အထွတ်ထိပ်ရောက်သွားပြီလားဆိုတာမကြည့်တော့ပါဘူး။တချို့ဆိုချစ်ချင်းထားပြီးရေသွားစေတာဟိုဘက်လှည့်ပြီးအိတ်လိုက်တဲ့ဒီကိုကောင်းစာနဲ့အပြုတ်မှုတွေလုတ်တက်ကြပါတယ်။ဒီလိုလုပ်ချင်းဟာအချင်းကြလာနဲ့အမျှကို့အိမ်ထောင်ရေးကိုပျက်စီးစေဖို့အဓိကတရားခံဖြစ်လာနိုင်ပါတယ်။ကိုကမြန်မာပြည်တက်တယ်ကိုချစ်သူကလည်းနည်းနည်းကြတယ်ဆိုရင်ထိုးသွင်းဆက်ဆံဖို့ကိုအလင်းမလိုပါနဲ့ သူပြည့်စေဖို့ကိုယ့်ဘက်ကလုပ်ပေးလို့ရမယ့်အရာလေးတွေလုပ်ပေးပါ။နံပါတ်9နေလိုက်လင်းဆက်ဆံဖို့မလိုပါဘူး။အိမ်အောင်ရဲ့ဒုက္ခပြေဝဖို့လင်းဆက်ဆံတဲ့အချိန်ကြီးကအဓိကမကြပါဘူး။နှစ်ဦးလုံးလင်းဆက်ဆံပြီးနောက်ကာမဒုက္ခအပြေဝခံစားရဖို့တယောက်နဲ့တယောက်အပေးယူမျှဖို့နားလည်မှုရှိဖို့ယူဆိုင်တတ်ဖို့ဒီအရေးကသာအဓိကကြတာဖြစ်ပါတယ်။အထူးသဖြင့်အလုပ်အရများတဲ့စုံတွဲတွေဆိုရင်လင်းဆက်ဆံဖို့နဲ့ရာသီလာရဲ့ရက်တွေကိုတည်ချောက်တော့ပြီးအစီအစဉ်လုပ်ထားတင်ပါတယ်။ ဒါဆိုကိုယ့်ဘက်ကပြင်ဆင်စရာရှိကြပြီးကြိုတင်ပြင်ဆင်လို့ပိုဆင်ပြေမှာဖြစ်ပါတယ်။အိမ်တော်ရဲ့ဒုက္ခပြေဝတဲ့စုံလွဲတွေမှာဘာကျိုးကျေးဇူးတွေရနိုင်လဲဆိုတော့နံပါတ်၁အသက်ကြီးလာလို့လိမ့်စိတ်စာနာနဲသွားတာမျိုးမရှိပဲအမြဲတက်တက်ကြွကြွဖြစ်နေမယ်။နံပါတ်၂ချစ်ချင်းမြတ်တာတွေဒိုးပွားပြီးအိမ်တော်ကြီးခိုင်မြဲမယ်။နံပါတ်၃စိတ်ဖိစီးမှုစဉ်ရစရာတွေကိုယောကြစေနိုင်တယ်။နံပါတ်၄နှလုံးကြမ်းပါရေးကောင်းစေသလိုလေ့ကျင့်ခန်းကဲ့သို့ချွေးထွက်စေတဲ့အတွက်သွေးလည်ပတ်မှုကောင်းစေပါတယ်။နံပါတ်၅ အမျိုးသားတွေဆိုရင်စီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကိုရှော့ချပေးပါတယ်။ဒါကြောင့်ခုပြောခဲ့တဲ့အချက်တွေကိုတေချာလိုက်လာပြီးကိုယ့်ရဲ့နေမှုဘဝကိုပြန်လည်ပြင်ဆင်ကြည့်ဖို့အကြံပေးလိုက်ပါတယ်။အားလုံးစာနာနဲ့ဘဝတည်ရကြပြီးတာယာနဲ့မိသားစုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဆက်လက်ပြီးတော့သွေးလွန်တုပ်ဝဲယောဂါကြိုတင်ကာကွယ်ခြင်းကြောင့်တင်ဆက်ပေးခြင်းပါတယ်။သွေးလွန်တုပ်ဝဲယောဂါဆိုတာက AIDS လို့ခေါ်တဲ့ခြင်ကြားကာယကောင်းတွေတစ်ဆင့်ကူးစက်ခံရတဲ့ယောဂါတစ်မျိုးဖြစ်ပါတယ်။ ကဘာပေါ်မှာရှိတဲ့အပူပိုင်းစုံနဲ့တမပိုင်းစုံဒေသတွေမှာအဖြစ်များပါတယ်။သွေးလုံးတုပ်ကွေးယောဂါဆိုတဲ့နေရာမှာလဲ brick bone fever လို့ခေါ်တဲ့အပြော့စားသွေးလုံးတုပ်ကွေးယောဂါနဲ့ dengue fever လို့ခေါ်တဲ့အပြင်းစားသွေးလုံးတုပ်ကွေးယောဂါဆိုပြီးနှစ်မျိုးရှိပါတယ်။သွေးလုံးတုပ်ကွေးခံစားနေရသူအများစုဟာအထူးသဖြင့်တော့ကလေးငယ်တွေနဲ့ဆယ်ကျော်သက်တွေမှာယောဂါတိတ်မပြင်းထန်ဘူးဆိုရင်ယောဂနာလက္ခဏာတွေကတိတိတသားမတွေ့ရတတ်ပါဘူး။ချင်းကိုက်ခံရပြီးပြင်းမှာလဲယောဂါလက္ခဏာတွေမပြတတ်ပါဘူး။ ယောဂဘူးတည်ဆောင်ထားတဲ့ချင်းကိုက်ခံရပြီးလေးရက်ကနေ9ရက်အတွင်းမှာမှယောဂလက္ခဏာစပြီးပြတ်တက်တာဖြစ်ပါတယ်။သွေးလုံးတူခွေယောဂဖြစ်တဲ့အခါခေါင်းကိုက်မယ်၊ကြွက်သားတွေအယိုးစစ်တွေနာကျင်ကိုက်ခဲမယ်၊မကြီးမသားဖြစ်မယ်၊အော့အာမယ်၊မျိုးလုံးအနောက်ဘက်ကနာကျင်မယ်၊ဂလင်းတွေရောင်ရမယ်၊အရေပြားမှာအနီရောင်အဖုပိတ်တွေထွက်မယ်၊အရာပြင်းထန်လာမယ်ဆိုရင်တော့ဘိုက်အောင်မယ်၊အဆက်မပြတ်အော့အာနေမယ်၊တဖုံးနဲ့နှာခေါင်းကသွေးထွက်မယ်၊စီးသွားရင်သွေးပါမယ်၊ဝင်းသွားရင်သွေးပါမယ်။ အားနဲ့အခါသွေးစာတွေပါလာမယ်။အရေးပြအောင်မှာသွေးယိုစိမ့်မှုဖြစ်ပြီးအညုံမဲဆွဲသလိုအကွက်တွေဖြစ်မယ်။အသက်ရှူရခက်မယ်။အသက်ရှူတာအယမ်းမြန်နေမယ်။ခန္ဓာကိုယ်ကအေးဆက်နေမယ်။ခြေကုန်လက်ပန်းကျမယ်။အိမ်မပျော်ပဲစိတ်မတည်ငြိမ်တာမျိုးဖြစ်နေမယ်။ဒီလိုအခြေအနေမျိုးဖြစ်နေပြီးဆိုရင်တော့နိစ္စရာဆေးုံဈေးခန်းကိုအမြန်ဆုံးတွားပြဖို့လိုအပ်ပါတယ်။အရေးပေါ်အခြေအနေဖြစ်တာကြောင့်အခက်မသိရင်အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။